တမီးလေးတွေတက်ခဲ့တဲ့ကြောက်ထိပါသွားပြီးအမျှဝေပေးခဲ့တဲ့မနေနေရွှေမိင်္ဂလာပါပရိသတ်ကြီးတို့ရဲ့မနေနေရွှေကတော့ငလင်ပေကြီးမှာခင်မွန်းတန်တဲ့ချစ်စရာတမီးငယ်နှစ်ဦးကိုဆုံရှုံထားရတဲ့တနားစရာအမျိုးသမီးတို့ဦးပဲဖြစ်ပါမနေ့နေ့ရွှေရဲ့ပြီးသားစုကမန္တလေးမြို့ Great Wall Hotel မှာပြိမိနေပြီးအီဘီလာ73ရက်နေ့မှာတော့ပြီးသားစုဝင်တွေရဲ့ဓာတ်ပေါ်ဒီကိုရှာတွေ့ကြရပဲဖြစ်ပါတယ်။မလာ28ရက်နေ့ကငလင်ပြီးကလေးကမနေ့နေ့ရွှေရဲ့မိသားစုဝင်တွေဟာ Great Wall Hotel အတွင်ပိတ်မိနေကြရပါ။ဒါကြောင့်မန္တလေးရွှေကတော့မအိတ်နိုင်မစားနိုင်ညမနာညမနာပိတ်မိနေရမိသားစုဝင်တွေကိုကယ်တင်ပေးဖို့နီလန်ပေါင်းစုံနဲ့ကြိုးစားခဲ့သူပဲဖြစ်ပါနီလန်ပေါင်းစုံတုံးကကဲတင်ဖို့စ조사ခဲ့ပေမိတ် Grey Wall Hotel တာဝန်ရှိသူတွေကကုညီကဲကျဲခွေမပေးခဲ့တာကြောင့်အချိန်တွေနှောင့်နှေးသွားခဲ့ရတာပါလူအများကလည်းမနေ့နေ့ရွှေတရောက်မိသားစုနဲ့အမြန်ဆုံးပြန်လည်ဆုံတွေ့ဖို့ဆွတောင်းခဲ့ကြပေမိတ်ဆွတောင်းတွေမပြေဝခဲ့ကြပါဘူးနောက်ဆုံး dead body တွေမြင်ရချိန်မှာ မန်နီနီရွှေကလက်လျှော့လိုက်ပြီးတည်ဆုံးသူတွေဘဝကူးကောင်းဖို့ကိုသာဆွတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။ဒါပြင်မန်နီနီရွှေကတော့ဒီကနေ့မှာသမီးလေးတွေတက်ခဲ့တဲ့ကြောင်းထီပါသွားပြီးအမျှဝေပေးခဲ့တဲ့ပုံရိပ်လေးကတော့အားလုံးကိုစိတ်ကောင်းဖြစ်သွားစေခဲ့ရပဲဖြစ်ပါယနေ့အရှိချိန်မြောက် DJI ဘူမိဗေဒကြောင်းမြတ်ကြောင်းသားကြောင်းသူများဥစားမှုနဲ့တားတက်နေတဲ့အတန်းတဲ့ အမြအတားပေးဝေလူတိုင်းခဲ့ပါ යි ဆိုပြီးသူ့ရဲ့လူမှုကိုရစာမျက်နှာကနေပြောပြလာခဲ့ရပဲဖြစ်ပါ යි အောင်ဖြိုးစောတုံတုံနဲ့ပေါင်ပေါင်ကလေးမိုးပြည့်ပြည့်တို့အမြတမ်းရပြီးတာရုခေါ်ဆိုကြပါစေနောက်ဘဝမှာအခုလိုအဖြစ်မျိုးနဲ့မကြုံပါစေနဲ့ခေမွန်ရောတာသမီတွေပါဆုံးရှုံးသွားရလို့ကြည်ကွဲမဆုံးဖြစ်နေရဲ့မနေ့နေ့ရွှေအပေါ်အပိစကားတွေပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်